င်္ဂလာပါရှင်။ The Dinet Media Group ရဲ့ Network Media Group ရဲ့ Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စာပါတွေနဲ့ဆက်သွယ်မိမြန်ချက်တွေကိုစူးစီးသစ်ဆက်ပေးနေတာဖြစ်ပါရစေ။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုထိုင်းရိုင်းနားဆင်နိုင်သလို download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်ရလေရပါတယ်။ကျွန်မ Smile ပါ။ နေ့သတင်းတွေထဲမှာတော့စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်ဘေးဒုက္ခသည်2400နီးပါးတိုးလာတယ်လို့ UNHCR ကထုတ်ပြန်ပါတယ်ဗမော်မှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတဲ့အပြင်ဝိုင်းမော်နယ်မြေကြီးနားကိုပါစစ်တပ်ကစစ်ကြောင်းထိုးနေပါတယ်။မအူပင်မှာလူငယ်ဆက်တယောက်ကိုစစ်တပ်ကစစ်မှုထမ်းဖို့အတွက်အတမဖမ်းဆီးသွားပါတယ်။ကန့်ကောမြို့နယ်ထဲကနမ်ခါရွာလေကြောင်းတိုက်ခိုက်မှုအတွက်တရားမျှတမှုရအောင်လုပ်မယ်လို့ NUG ကပြောပါတယ်။ ဒီနေ့အစီအစဉ်ကိုကျမနဲ့အတူကိုပီတာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြန်မာနိုင်ငံအရှိတောင်ပိုင်းမှာမလဆေးရဲ့နေ့ကနေ16ရက်နေ့အထိတပတ်အတွင်းစစ်ပေဒုက္ခသည်2400နီးပါးတူလာခဲ့တယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကထုတ်ပြန်ပါတယ်။ တီတီရအတွင်းမလာ၁၀နှစ်အထိစေဘီဒုက္ခတဲ့ပြည်သူတန်း48500ရှိခဲ့ရာမလာ၁၉နှစ်မှာတန်း9900အထိရှိလာခဲ့တယ်လို့ UNHCR ကထုတ်ပြန်ပါတယ်။ချမ်းပြည်ဖက်ကွန်မြူနယ်တစ်ကြိုက်ရွာကဒေသခံ960ဟာလေကြောင်းတိုက်ခတ်မှုနဲ့လုံခြုံရေးစိုးရိမ်မှုတွေကြောင့်နေရာစုခွန်ထပ်ပြီးလာခဲ့ရတယ်လို့ညောင်ရွှေမြူနယ်စံခါဒေသကလူပေါင်း830ယောက်ကလည်းစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်နေရာစုခွန်ထပ်ပြီးခဲကြရတယ်လို့ဆိုပါတယ်။ ကိုတိုက်ဒေတာကြီးအရှိချမ်းမှာလဲစစ်ကောက်စီကလေချောင်းနဲ့လက်နေကြီးတိုက်ခိုက်မှုအပါအဝင်တိုက်ပွဲတွေပုံမှုပြင်းထန်လာတာကြောင့်သန်းတပင်မြို့နယ်က2086ရောက်ဦးမအိမ်မဲဖြစ်ခဲ့ရတယ်လို့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့မှာလဲစစ်ကောက်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကြောက်ကြီးတပင်မြို့နယ်တန်တောင်ကြီးကလူ3130ဦးအိမ်ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ ကချင်ပြည်ဗမော်မြို့စကခ23ပတ်ဝန်းကျင်နဲ့တဝိုက်ကစစ်ကောက်စီတပ်စခန်းတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကမတ်လတတိယပတ်ကပြန်လည်တိုက်ခိုက်နေပါတယ်။ KIA ကစီကောက်စီရဲ့တပ်စခန်းတွေကိုမတ်လ22ရက်နေ့မနေ့ကစပြီးပြန်လည်တိုက်ခိုက်နေတာလို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါရယ်။ဗမော်ပတ်ဝန်းကျင်မှာမြေပြင်တိုက်ပွဲတွေညှိနှိုင်းတဲ့နေတာတပတ်ဝန်းကျင်ရှိနေပြီဖြစ်ပါရယ်။ KIA ကစကခ23ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးမော်မျိုးပတ်ဝန်းကျင်ကခလာရ49နဲ့၄မိုင်တက်စခန်းပတ်ဝန်းကျင်တွေမှာတော့မြေပြင်တိုက်ခိုက်မှုတွေမရှိသေးဘူးလို့ဆိုပါတယ်။ဒါ့အပြင်ဝိုင်းမုံမျိုးနဲ့ခလာရ58တက်စခန်းတွေကိုလည်းစီးရင်အားတွေပို့ဆောင်နေပြီးတော့နှစ်ဖက်စီးရေးတင်းမာနေတယ်လို့ဒေသခံတွေကပြောပါတယ်။ စီကောက်စီဘက်ကမတ်လ22ရက်နေ့ညနေမှာမြစ်ကြီးနားမြို့နယ်ထက်ကမြစ်ကြီးနားတနိုင်ဖက်ကက်လန်းခွဲကရွာဖြစ်တဲ့လဝနယ်ဒုံဘုတ်ခရွာဒီမှာတနက်ပြေးဖောက်ဝင်ရောက်လာပြီးတော့တက်ဆွဲနေရာယူနေတယ်လို့ဆိုပါတယ်မြို့တိုင်တိုက်ပွဲပြင်းထန်နေတဲ့ဗမော်မြို့ပတ်ဝန်းကျင်ကိုတော့နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်လုပ်နေပါတယ် ပမောကတက်စခန်းတွေကိုလေကြောင်းကနေလက်နဲ့ခဲရန်ရိတ်ခါတွေကိုပို့ဆောင်နေပြီးတော့မြင်ပြင်ထောက်ဖို့မပြုတ်လုံနိုင်တော့တဲ့အခြေအနေဖြစ်နေပြီလို့ KIA နဲ့နီးစပ်သူတွေကဆိုပါတယ်။ AOD တိုင်းမှုဥပင်မြို့နယ်မှာစစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့အတွက် လူငယ်တွေကိုနေအိမ်တွေအထိအတင်းဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဥပင်မြို့အမတ်တေရက်ွက်အပါဝင် ရက်ွက်တချို့ကလူငယ်၁၁ယောက်ကိုစစ်ကောင်စီတပ်နဲ့အရာဝတ်လူတချို့ကမလ၂၂ရက်နေနဲ့၂၃ရက်တွေမှာဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ ဖန်ခံရတဲ့သူတွေဟာအသက်18နှစ်အရွယ်၄ယောက်နဲ့အသက်20ကျော်အရွယ်လူငယ်9ယောက်ဖြစ်ပြီးအဖမ်းခံရသူတွေနဲ့မိသားစုတွေဟာမလ24ရက်အထိအဆက်အသွယ်မရသေးဘူးလို့ဆိုပါရယ်စစ်ကောက်စီတပ်ကမှဦးပင်မြို့နယ်မှာလူငယ်တွေကိုရက်ဆက်ဖမ်းဆီးနေတဲ့အပြင်အစည်းအဝေးတွေတင်းတင်းကြပ်ကြပ်ဆစ်ဆီးနေတယ်လို့ဒေသခံတယောက်ကပြောပါရယ်ဒါအပြင်အာရခတပ်တော် AA ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့တရင်ရရင်အုတ်ချုပ်ရေးဘူးအဖွဲ့ကိုဆက်သွယ်ပြောဆိုပေးဖို့ PDF တွေကိုလက်မခံဘူးနဲ့လက်ခံတာကိုစစ်ဆေးတွေးရှိရဖန်စီပြီးအရေးယူလို့ရတယ်ဆိုပြီးချိန်ချောက်ပြောဆိုတာတွေလည်းရှိနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။မကွေတိုင်းကက်ကောမြို့နယ်နမ်ခါရွာလေကြောင်းတိုက်ခိုက်မှုအတွင်ထိခိုက်သေးဆုံးခဲ့ရတဲ့ကျမရေဝန်ထန်းရီနဲ့အရက်သားရီတို့တရားမျှတမှုရဖို့ဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျမရေဝန်ကြီးဌာနကမတ်လ23ရက်နေ့မှာထုတ်ပြန်ပါတယ်။ နမ်ခါရွာစီခန့်ကိုစစ်ကောက်စီကမတ်လ22ရက်နေ့မှာဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေါက်တာမြတ်ဆိုးအောင်ဇနီးဖြစ်သူအထက်တန်းသူနာပြုဒေါ်ခိုင်နေဝေနဲ့အသက်9နှစ်အရွယ်သားငယ်အပါအဝင်အရက်သားစစ်တယောက်တိစုပ်ပြီး6ရောက်ဒဏ်ရာရခဲ့ပါတယ်ဒေါက်တာမြတ်ဆိုးအောင်နဲ့ဇနီးဖြစ်သူတို့ဟာသခိုင်းတိုင်းကလေးမျိုးနဲ့တင်သားတိုက်နယ်စည်းရုံးကနေအကြမ်းမဖက်အာနာဖီဆန်ရေလှောက်ရှာမှု CDM မှာပါဝင်ခဲ့သူတွေဖြစ်ပါတယ် တည်ဆုံးချိန်မှာဒေါ်ခိုင်နင်းဝီဟာကိုဝန်လေးလလွယ်ထားရတယ်လို့ NUG ဂျမရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်တိစုံထိခိုက်ခဲ့တဲ့ဂျမရေဝထန်းတွေနဲ့အရက်သားတွေအတွက်ဝန်내ရတယ်လို့စစ်ကစီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုပြပြင်းတစ်ချက်ရှုတ်ချတယ်လို့ဆိုပါရယ်။အာနာသိပ်ပြီး၄နှစ်အတွင်းစစ်ကောက်စီဟာဂျမရေစောက်ရှောက်မှုကဏ္ဍအပေါ်အကြိမ်ပေါင်း1600ကျော်တိုက်ခိုက်ခဲ့တယ်လို့ NUG ဂျမရေဝကြီးဌာနကမတ်လ19ရက်နေ့မှာထုတ်ပြန်ထားပါရယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ဆေးရုံနဲ့စီပေခန်365ခုပျက်စီးခဲ့ပါတယ်။ဒါပြင်ကျန်းမာရေးဝန်ထမ်း139ယောက်သေဆုံးခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ထံတပ်သားတဲ့အဖြစ်အမှုထံဖို့ရှောက်ထားမှုတွေဆက်တိုက်ရှိနေတယ်လို့ BPLA တာဝန်ရှိသူကပြောပါတယ်။ BPLA အနေနဲ့ဒေတာတဲ့တိုက်ပွဲအစ်တွေနဲ့စစ်အုပ်စုကိုအ мян ဆုံးအမြင့်ဖြတ်ချိန်မှုတိုက်ထုတ်ပြီးစနစ်အသက်နိုင်ငံအသက်နဲ့ လူထုလူမြောက်ရေးအတွက်ပူပေါင်းတိုက်ပွဲဝင်ဖို့2024ခုနှစ်ကလေးကတပ်သားတွေကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒီလိုခေါ်ယူခဲ့ရမှာတော့ရှောက်သားသူတွေဆက်တိုက်ရှိနေပေမဲ့လည်းပုံမလိုအပ်နေတည်တယ်လို့ BPLA ရဲ့ကြံကြားရေးတာဝန်ခံရဲဘော်လင်းလင်းကပြောပါတယ်။အခုဆိုရင်စစ်ကောက်စီတပ်ဟာသူတို့ရှင်တန်ရေးအတွက်ပြည်သူလူထုကိုအတင်းအဓမ္မဆင်မှုထမ်းခိုင်းနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့လူထုလူမျိုးရေးအတွက်ပူးပေါင်းအင်အားလိုတယ်လို့ PPLA ကဆိုပါတယ်စစ်ကောက်စီကိုအလဲထိုးချိန်6နိုင်တဲ့တိုက်ပွဲဖြစ်ဖို့ဆိုရင်လက်နက်ခဲယံထောက်ပို့လမ်းကြောင်းအခိုင်အမာရှိရမယ်အပြင်ရဲဘော်အင်အားကိုလည်းလိုအပ်တာကြောင့်လူထုလူမျိုးရေးအတွက်စိတ်ပိုင်းဖြတ်သူတွေကို PPLA ကအမြဲဖိတ်ခေါ်ကြိုဆိုနေတယ်လို့ရဲဘော်လင်းလင်းကဆက်ပြောပါတယ် PPLA အနေနဲ့ရှမ်းပြည်မြောက်ပိုင်းကရင်ပြည်အပါအဝင်ဒေသတော်တော်များများကတိုင်းဒေသလင်းတဲ့ဂိုင်အဖွဲ့တွေနဲ့ပူးပေါင်းတိုက်ပွဲဝင်နေတဲ့အဖွဲ့ဖြစ်ပြီး အညာဒီရပါအခြေချကာစစ်စီရေးကိုပေါ်ဆောင်မယ်လို့2024ခုနှစ်ကကြေညာထားပြီးတတတိတွေကိုခေါ်ယူခဲ့ပါတယ်ထိုင်းနိုင်ငံမှာကျင်းပမယ့်ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများနီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ရဲ့၆တိမ်မြောက်ထိပ်တည်အစည်းအဝေးကိုစီကောက်စီကားစာဘူချုပ်မှုကြီးမင်းအောင်လိုက်တက်ရောက်မှာဖြစ်ကြောင်း Thai PBS တည်င်းကဖော်ပြပါတယ် ဒီအစည်းအဝေးကိုတက်ရောက်ဖို့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဗန်ကောက်မြို့ကို April 3ရက်ကနေ4ရက်နေ့အထိတွားရောက်မှာဖြစ်တယ်လို့ဆိုပါရယ်ဒါဟာ2023ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စောက်ကပထမဆုံးဗန်ကောက်ကိုလာရောက်တာလို့လည်းတင်ကဖော်ပြပါရယ်ထိုင်းဝန်ကြီးချုပ်ကဒီထိပ်တီးအစီအဝေးကိုတဘာပတိအဖြစ်ပထမဆုံးကျင်းပတာဖြစ်ပြီးအိန္ဒိယသီရိလင်ကဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါ်နိုင်ငံတွေကခေါင်းဆောင်တွေတက်ရောက်မှာဖြစ်ပါတယ် ဒီအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံတွေအကြားရေချောင်းဆိုင်ရာပူပေါင်းဆောင်ရွက်မှုရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒေသအတွင်းချိတ်ဆက်ဆောင်ရွက်ရေးတွေကိုအဓိကထားလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ Time PBS တင်ကဖော်ပြပါတယ်။ ဒီနေ့ရဲ့သတင်းအစီအစဉ်ကိုဒီမှာပဲရနာမှာဖြစ်ပါတယ်။တိုင်းဒါဒေသကြီးတွေကအဖြစ်ပြည့်ရည်နဲ့ဆက်ဆက်တဲ့သတင်းတွေ၊စာပါတွေ၊ဆက်သွယ်မှုများချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ဖော်ကတ်ထွန်းလွှတ်ချက်တွေကိုနားဆင်နေကြရဲမိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။ ဒီနေ့ရဲ့သတင်းအစီအစဉ်ကိုဒီမှာပဲရနာမှာဖြစ်ပါတယ်။တိုင်းသားဒေသကြီးတွေကအဖြစ်ပြဲတွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စာပါတွေ၊ဆက်သွယ်မှုမြင့်ချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ဖော်ခတ်ထွန်းလွှတ်ချက်တွေကိုနားဆင်နေကြရဲမိဘပြည်သူအားလုံးရှင်လန်းချမ်းသာကြပါစေရှင်။